ြစ်သူအင်ဂျယ်ဆိုးသူလင်းတယောက်အော့စဖို့တက္ကသိုလ်မှာကျောင်းသားတက်ခွင့်ရခဲ့လို့ကိုယုံဝန်သားမဆုံးဖြစ်နေခဲ့ရတဲ့မခငယ်မင်္ဂလာပါပရိသတ်ကြီးရှင်အနုပညာတိုင်းဝိုင်းကမဟုတ်ပေမဲ့တချိန်ကနိုင်ငံကျော်မင်းသားတယောက်နဲ့ပတ်သက်ခဲ့ပူတာကြောင့်ပရိသတ်တွေကဒီနေ့ဒီချိန်အထိအမှတ်ရနေကြဆဲဖြစ်တဲ့မခငယ်တို့တာမီနီယောက်ကိုတော့ပရိသတ်တွေအားလုံးသိရှိပေးတာဖြစ်မှာပါ မခငယ်ဟာနိုင်ငံကျော်တရုတ်ဆောင်ဆိုသူရဲ့ဇနီးဟောင်းဖြစ်ပြီးခင်မွန်ဖြစ်သူဆိုသူရဲ့ဆွန့်ဖြစ်ခြင်းခံခဲ့ရပြီးတဲ့နောက်တမီးလေးအင်ဂျယ်ဆိုသူလင်းကိုမိခင်တယောက်အနေနဲ့တယောက်ထဲသာကျွေးမွေးဆောင်ရှောက်ခဲ့ပြီးကောင်းမွန်မှန်ကန်တဲ့ပညာရေးလမ်းကြောင်းပေါ်မှာထူးချွန်ထက်မြက်တဲ့တမီးတယောက်ဖြစ်အောင်ပံ့ပိုးပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်အခုတခါမှဆိုရင်လေမခငယ်ကသူမရဲ့တမီးလေးအင်ဂျယ်ဆူသူလင်းတယောက် Oxford တက္ကသိုလ်မှာ Summer School တာတက်ခွင့်ရရှိခဲ့တဲ့အကြောင်းဂုဏ်ယူစွာပဲပြောကြားလာခဲ့တာဖြစ်ပါတယ်။ တမီလင်းအင်ဂျယ်ဆိုသူလင်းဟာပညာရေးမှာထွေးချွန်ထမြက်သူဖြစ်ပြီးသူမရဲ့စာသင်မှုတစ်လျှောက်လုံးမှာအမြဲလိုလိုအမှတ်ကောင်းတတ်သလို scholarship တွေနဲ့ grants တွေအမြောက်အများကိုလည်းရယူပေးနိုင်ခဲ့သူလေးဖြစ်ပါတယ်မိခင်ဖြစ်သူမခငယ်အနေနဲ့ကတော့ဒီသမီးတယောက်အတွက်အရန်ကိုအားရကုန်ယူနေရတာဖြစ်ပြီးသမီးလေးရဲ့ထွေးချွန်ထမ်းမြတ်မှုတွေကိုလည်းမကြာခဏအခြားပြခဲ့တာပဲဖြစ်ပါတယ်။ တမီးလေးအင်ဂျယ်ဆိုသူလင်းဟောင်းအမေရိကန်နိုင်ငံမှာပညာသင်ကြားနေရတာဖြစ်ပြီးမိခင်တယောက်ထဲရဲ့အင်အားနဲ့စူးစမ်းနေရတာကိုလည်းသိရှိခဲ့ကောင်းပညာရေးနဲ့ပတ်သက်ပြီးသူများထပ်ပို့ပြီးတော့စူးစမ်းအထောက်ခဲ့သူလည်းဖြစ်ပါသေး တရုတ်ဆောင်ဆိုသူကတော့ဒုတိယအိမ်နောက်ဖြစ်တဲ့တရုတ်ဆောင်ဆွေမျက်နှာနာနဲ့လက်ထပ်ပြီးနောက်ပိုင်းမှာတမီးဖြစ်သူအင်ဂျော်ဆိုသူလေးနဲ့ပတ်သက်တဲ့ပညာရေးဆေးတွေကိုလည်းထောက်ပံ့ပေးနိုင်ခြင်းမရှိတော့သလိုအဆက်အသွယ်လေးလုံးဝမလုပ်တော့ဘဲဒုတိယဇနီးဖြစ်တဲ့တရုတ်ဆောင်ဆွေမျက်နှာနာနဲ့သာဘဝကိုအေးချမ်းချမ်းဖြတ်သန်းနေတာလည်းဖြစ်ပါတယ်။